အာနာရှင်ရဲ့နာရီဇာတိရှိတော့မရဏကိုသွားရတယ်။ကျန်နေသူတွေရဲ့တုံ့ပြန်မှုကစိတ်ဝင်စားွယ်။တခင်အောင်ဆန်းအစတခင်ကိုယ်တော်မိုင်းအလုံးဦးမင်းတေဆုံးလူတွေအုံအုံကျွတ်ကျွတ်ဝမ်းနဲ့တက်တာလို့မဆုံးချ ကြီးလည်းမပါတော့လူ၄၅၆ယောက်နဲ့တမိုင်းဖြောက်တယ်လို့မင်းရှို့လိုက်ရတယ်လူတွေဟာကြိတ်ပျော်လို့ရှင်စင်ကလူကြုံခဲ့သမျှတွေအဖက်ဆယ်လို့မရတော့အနေမကောင်းလို့အလောင်းမလာခဲ့ကြသူတွေကဘာကြီးမှာလက်ညှိုးထိုးမလို့ကာရာဖီတင်းစင်ကလူရုပ်တောင်မပြီးတော့တဘွားဆန်တွေရဲ့နာရေးဟာ ျော့ကော့နေအောင်ပူခဲ့ရသူတွေရဲ့ပျော်ဝဲရှင်ပွဲဖြစ်တယ်။ပညာရှိမျက်စီတွေကအမိုက်ဖက်ထွက်ကြခြင်းဖြစ်တယ်။ကလေးတငယ်တွေရဲ့လှပတဲ့အနာဂတ်မဟုတ်ဆပြေးဒုက္ခတွေရဲ့အိမ်ပြောင်းလဲဖြစ်တယ်။လောကကြီးသာတရားမျှတမယ်ဆိုရင်မတည်တဲ့နယ်လူတွေတည်ခဲ့ကြပြီးပြီ။တည်တဲ့နယ်လူတွေတည်ရတဲ့နေ့ရှိရမှာပေါ့။ ပြီးညာတဲ့တစ်ချက်ပြီးခေကလေးပြိုင်သူអော်ရင်ဖက်ွက်ချင်းတိုက်လိုက်ကြတဲ့အခါဒီလိုနေ့ကိုဆောင်းရင်ထွက်သွားခဲ့တဲ့လက်မယွန့်ကြပြဆရာတယောက်ကိုတတိတရနဲ့ကျွန်တော်မျက်ရည်ကြမိအောင်ပါပါ